မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အတွေ့အကြုံကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိမ့်ပါ။ဒီကနေ့ဧပြီလ9ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့နိုင်ငံတကာပါလီမန်များနီလာခံမှာငလျင်ဘေးသင့်ပြည်သူတွေရဲ့ဆိုးရွားတဲ့အခြေအနေတွေကိုဆွေးနွေးနေတယ်လို့ဒေါက်တာဝင်းမြတ်အေးကပြည်သူတွေကိုအသိပေးတဲ့သတင်း။ အင်အားပြင်းငလျင်ကြောင့်လူပေါင်း3.2တန်းကျော်ဘေးသင့်ခဲ့ရပြီး3000ကျော်တည်ဆုံတဲ့တွင်ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့တွင်တောင်ခမ်းမှာဂျမ်ဖတ်စစ်ကောင်စီကအစိတ်ငွေ့ဘုံတွေအုံပြုပြီးဘုံကျဲတိုက်ခိုက်နေတဲ့တွင်မြန်မာငလျင်ဘေးနိုင်ငံတကာကဝိုင်းကူကြဖို့ကုလသမဂ္ဂအကူအညီပေးရေးဆိုင်ရာအကြီးအကဲတိုက်တွန်းနေတဲ့တွင် ညိုင်ပါကဖစုဖွဲ့မှုတက်က NCO အကြက်တင်နှန်းစင်အခမ်းအနားပွဲပြုလုပ်တဲ့တဲ့င်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတခွန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်ဒေါ်လန်ရေးဆန္ဒပြလူလူတပိတ်တဲ့င်းတွေပဲဖြစ်ပါတယ်ပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတကာပါလီမန်များနီလာကမှာငလင်းဘေးသင့်ပြည်သူတွေရဲ့ဆိုးရွားတဲ့အခြေအနေတွေကိုဆွေးနွေးနေတယ်လို့ဒေါက်တာဝင်းမြတ်အေးကပြည်သူတွေကိုအသိပေးတဲ့သတင်းပါ။150ကျင်းမြောက်နိုင်ငံတကာပါလီမန်များနီလာကမှာ မြန်မာနိုင်ငံအတွင်းငလျင်ဘေးတင်ပြည်သူတွေရဲ့ဆိုးရွားတဲ့အခြေအနေတွေကိုနိုင်ငံတကာသိရှိပြီးကယ်ဆယ်ရေးတွေလှုပ်ဆောင်နိုင်ဖို့အတွက်ဆွေးနွေးနေတယ်လို့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဒေါက်တာဝင်းမြတ်အေးကပြည်သူတွေကိုအသိပေးပြောကြားခဲ့ပါတယ်။ကြီးမားပြင်းထန်တဲ့သဘာဝဘေးကြီးဖြစ်လာတဲ့အခါမှာပြည်သူတွေရဲ့ဒုက္ခဟာတော်တော်ကိုဆိုးရွားတဲ့အခြေအနေကိုရောက်ရှိသွားတာဖြစ်ပါတယ်။ဒီလိုအခြေအနေမှာနိုင်ငံတကာကပုံပြီးအာယုံစိုက်လာတဲ့အချိန်ကျွန်တော်တို့အနေနဲ့ဘလို့နီးနဲ့ပြည်သူလူထုကိုကယ်ဆယ်ရမလဲဆိုတဲ့ကိစ္စဆွေးနွေးဖို့လိုပါတယ် ဒါကြောင့်လည်းဒီနီလာကန်ကိုမဖြစ်ဖြစ်အောင်လာပြီးတော့တက်ရောက်တာပဲဖြစ်ပါတယ်လို့ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။150ကျင်းမြောက်နိုင်ငံတကာပါလီမန်များနီလာကန်ကိုဥစ်ဘက်ကစ္စတန်နိုင်ငံတတ်ကင်းမြို့မှာပြုလုပ်လျက်ရှိရာပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဝင်းမြတ်အေးဦးဆောင်တဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေတာပါ။နိုင်ငံတကာပါလီမန်များနီလာကန်နဲ့ဆက်ဆက်တဲ့အစည်းအဝေးတွေကိုဧပြီလ9ရက်နေ့ကနေ9ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပြီးတော့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့နီလာကန်ကိုတက်ရောက်လာတဲ့နိုင်ငံအလိုက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနဲ့လည်းတရားစီတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။ကျွန်တော်နိုင်ငံတကာပါလီမန်များနီလာကန်ကို146ကြိမ်မြောက်ကတည်းကတက်ရောက်ခဲ့တာ ဖြစ်ပြီးတော့တက်ရောက်တိုင်းမှာလည်းနိုင်ငံတကာပါလီမန်များနီလာကန်ကအတိမတ်ပြုပြီးတော့ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ CRPH ကိုနိုင်ငံတကာပါလီမန်တွေကနေပြီးတော့မြန်မာနိုင်ငံရဲ့တရားဝင်လွှတ်တော်ကိုယ်စားလှယ်အနေနဲ့အတိအမှတ်ပြုထားတာဖြစ်ပါတယ်။ဒါကြောင့်လဲကျွန်တော်တို့ပြည်သူ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေကိုဖိတ်ကြားပြီးတော့ဒီမှာဆွေးနွေးညှိနှိုင်းမှုအခွင့်အရေးရရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လဲနိုင်ငံတကာပါလီမန်များနီလာခံကိုကျေးဇူးတင်ပါတယ်လို့ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။ဧပြီလ9ရက်နေ့မှာမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကနိုင်ငံတကာပါလီမန်များအဖွဲ့ဥက္ကဋ္ဌမလေးရှားနိုင်ငံအင်ဒိုနီးရှားနိုင်ငံတို့မှကိုယ်စားလှယ်အဖွဲ့တို့နဲ့တီးခြားစီတွေ့ဆုံခဲ့ပြီးမြန်မာရေးအခြေအနေများကိုရှင်းလင်းပြောကြားကာပူးပေါင်းဆောင်ရွက်ပေးစီလိုတဲ့ကိစ္စရပ်များကိုလည်းတောင်းဆိုခဲ့ပါတယ်။ ကျွန်တော်တက်ရောက်ခဲ့တဲ့အချိန်တိုင်းမှာပြည်သူတွေရဲ့ဒုက္ခတွေလူ့ကွန်ရေးချိုးပေါက်ခံရမှုတွေပြည်သူတွေအတွက်လိုအပ်ချက်တွေဓာရီအတွက်နိုင်ငံတကာကတိအောင်အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ်ဒီတစ်ခေါက်ကတော့ပို့ပြီးတော့ထူးခြားတာဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေဟာဒုက္ခတွေခံစားနေရတဲ့ကြားကနောက်ထပ်ဒုက္ခတစ်ခုထပ်ဆင့်လာတာဖြစ်ပါတယ်ဒါဟာမကြခင်ကဖြစ်ပွားခဲ့တဲ့ကြီးမားတဲ့ငလျင်တန်းကိုခံရတာဖြစ်ပါတယ်လို့ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်နိုင်ငံတကာပါလီမန်များအဖွဲ့ကကမ္ဘာနိုင်ငံပေါင်း180ကျော်မှနိုင်ငံတော်အဆင့်လွှတ်တော်များနဲ့ဖွဲ့စည်းထားတဲ့ ကမ္ဘာလုံးဆိုင်ရာလွှတ်တော်အဖွဲ့အစည်းတရက်ဖြစ်ပြီးပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPHR မြန်မာနိုင်ငံနဲ့မြန်မာပြည်သူတို့ရဲ့တရားဝင် ကိုစားပြုအဖွဲ့အစည်းအဖြစ်အတိမတ်ပြုထားပါတယ်မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့2023ခုနှစ်မတ်လမှာဘာရိန်းနိုင်ငံမနာမမြို့မှာကျင်းပခဲ့တဲ့146ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံမှစပြီးလူကိုယ်တိုင်တက်ရောက်လျက်ရှိကမြန်မာပြည်သူများရဲ့အသံများကိုနိုင်ငံတကာအသိုက်အဝန်းက ကြဲကြဲပြန့်ပြန့်သိရှိနားလည်နိုင်စေရေးကိုစားပြုဆောင်ရွက်လျက်ရှိတယ်လို့ CRPH ကထုတ်ပြန်ထားပါတယ်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့ငလင်းချောင်းလူပေါင်း3.2တန်းကျော်ဘေးသင့်ခဲ့ရပြီး3000ကျော်တိဆုံးတဲ့သတင်းပါ။အာပြင်းငလျင်တန်းကြောင်ဒေသ၄ခုမှာလူပေါင်း၃တသမ၂တန်းကျော်ဘေးသင့်ခဲ့ရပြီးလူဦးရေ၃၄၈ဦးသေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးရန်ရဆိုင်ရာစီမံခန့်ခွဲဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်။လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးရန်ရဆိုင်ရာစီမံခန့်ခွဲဝင်ကြီးဌာနရဲ့ဧပြီလ6ရက်နေ့ထိကောက်ယူထားတဲ့စာရင်းတွေအရနေပြည်တော်မန္တလေးစကိုင်းနဲ့ပဲခူးတိုင်းတို့မှလူပေါင်း3,235,122ဦးအထိငလျင်ဘေးသင်းခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ဝင်ကြီးဌာနကကောက်ယူထားတဲ့စည်ရင်းတွေအရနေပြည်တော်မှာ 3,3803ဦးမန္တလေးတိုင်းမှာ2,3458ဦးပဲခူးတိုင်းမှာ2,5869ဦးနဲ့စကိုင်းတိုင်းမှာ4,2862ဦးစုစုပေါင်း3,2352ဦးငလျင်ဘေးသင့်ခဲ့တာပါ ဒါပြင်အဲ့ဒီဒေသ၄ခုမှာပဲငလျင်ကြောင့်တည်ဆုံးသူ3048ဦးထိရှိခဲ့ပြီးနေပြည်တော်မှာ488ဦးမန္တလေးတိုင်းမှာ1108ဦးပဲခူးတိုင်းမှာ68ဦးနဲ့စကိုင်းတိုင်းမှာ693ဦးဖြစ်တယ်လို့ဖော်ပြထားပါတယ်။ငလျင်တန်းကြောင့်အဆိုပါဒေသ၄ခုမှာပျောက်ဆုံးသူ218ဦးနဲ့ဒဏ်ရာရရှိသူ2593ဦးရှိတယ်လို့လည်းလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့စီးရင်တွေအရသိရပါဗျာ။ အဆိုပါဒေတာ၄ခုမှာဘာသာရေးအဆောက်အုံပျက်စီးမှု4930ခု နေအိမ်ပျက်စီးမှု28448လုံးစာတင်ကျောင်းပျက်စီးမှု952ကျောင်းနဲ့အခြေခံအဆောက်အုံပျက်စီးမှု4601ရှိတယ်လို့လည်းဖော်ပြထားပါဗျ။ဝင်ကြီးဌာနကတော့ဘာသာရေးအဆောက်အုံဆိုရမှာထိခိုက်ပျက်စီးခဲ့တဲ့ဘုံကြီးကျောင်းဗလီဓမာယုံဇေဒီအဆရှိတာတွေပေါင်ဝင်နေဆိုတာနဲ့ထိခိုက်ပျက်စီးတဲ့အခြေခံအဆောက်အုံတွေဆိုရမှာ ရုံများဆေးရုံများဗန်လန်ဒရာများပေါဝင်တယ်လို့အတည်ပြုထားပါဗျ။ဒါ့အပြင်ထိကိုက်ပျက်စီးမှု ဆိုရမှာလဲဒဇိတပိုင်းထိကိုက်ပျက်စီးမှုနဲ့လုံးဝပြိုကျပျက်စီးမှုအလုံးပေါဝင်တယ်လို့သိရပါဗျ။အခုတင်ဆက်ပေးမယ့်သတင်းကတော့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့သတင်းပါ။ အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွဲဆုံဆွေးနွေးပွဲအစည်းအဝေးလေးမြင်းဆောင်2025ကိုဧပြီလ6ရက်နေ့ကမနက်10:00နာရီအချိန်မှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်းရေးမှူးအဖွဲ့ဝင်လျှက်စနစ်စွမ်းအင်ဝန်ကြီးဌာနတွဲဖက်အတွင်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။အရင်နောက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှအုပ်ချုပ်ရေးဆိုင်ရာပေါင်းဆက်လုပ်ငန်းများနဲ့ပတ်သက်တဲ့သိရှိလိုရာများကိုဆွေးနွေးခဲ့ကြရာ ဝင်ကြီးဌာနအသီးသီးရဲ့တာဝန်ရှိသူများမှပြန်လည်ဖြေကြားခဲ့ပါတယ်။အဆိုပါတွဲဆုံမွဲကိုအမြဲတမ်းအတွင်းဝင်များဒုတိယအတွင်းဝင်များတွဲဖက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့ရန်ကုန်တိုင်းမှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့ပြည်ရေးရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝင်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့တောင်ခမ်းမှာအကျန်းဖတ်စစ်ကောင်စီကအစိမ့်ငွေဘုံတွေအုံပြူပြီးဘုံကျဲတိုက်ခိုက်နေတဲ့သတင်းပါ တန်းပြည်တက်မာနှင့်နေမြေနောင်ချုံမြို့နယ်တောင်ခန်းကျေးရွာရှိ900နှစ်တက်စခန်းအနီးတိုက်ပွဲဖြစ်ပွားချိန်ဧပြီလ9ရက်နေ့မိုးလွဲ2နာရီအချိန်မှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့အစိမ့်ငွေဘုံ၃လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့တန်းတက်မတော် TNL ကထုတ်ပြန်လိုက်ပါတယ်။ဧပြီလ2ရက်နေ့မှ22ရက်နေ့အထိရပ်ပေါင်း20ကြာအပြစ်ခတ်ရက်ခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီက TNL အုပ်ချုပ်တဲ့မြို့နယ်တွေကိုစစ်အင်အားဖြည့်တင်းခြင်း ထိုးစစ်ဆင်ခြင်းနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလေကြောင်းနဲ့ပုံကျဲခြင်းစတဲ့လုပ်ရက်တွေပြုလုပ်နေတာပါမြန်မာနိုင်ငံမှာနှစ်ပေါင်း100ကျော်အတွင်းဖြစ်ပေါ်လာခဲ့တဲ့ပြင်းအား9.8အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ချိန်မတ်လ28ရက်နေ့မှာလဲအကြမ်းဖက်စစ်ကောင်စီက TNL အုပ်ချုပ်တဲ့နောင်ချိုမြို့နယ်အတွင်းကို Jet Fighter နဲ့လာရောက်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ထမတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာငလျင်ဘေးနိုင်ငံတကာကဝိုင်းကူကြဖို့ကုလသမဂ္ဂအကူအညီပေးရေးဆိုင်ရာအကြီးအကဲတိုက်တွန်းတဲ့သတင်းပါ မြန်မာနိုင်ငံကငလျင်တန်းတင်ပြည်သူတွေကိုနိုင်ငံတကာကဝိုင်းဝန်းကူညီပေးဖို့အတွက်ကုလသမဂ္ဂအကူအညီပေးရေးဆိုင်ရာအကြီးအကဲတွန်ဖလက်ချာကတိုက်တွန်းလိုက်ပါတယ်။သူဟာမန္တလေးမြို့ကိုဧပြီလ9ရက်နေ့ကသွားရောက်ခဲ့ပြီးငလျင်တန်းတင်ပြည်သူတွေနဲ့တွေ့ဆုံတာတွေပြုလုပ်ခဲ့ပြီးတဲ့နောက်သူ့ရဲ့ SP မှုကွန်ရက်ဆောင်ရွက်လာမှာခုလိုတိုက်တွန်းရေးသားခဲ့တာဖြစ်ပါတယ်။ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေပျက်စီးသွားပေမဲ့ပြည်သူတွေရဲ့ခံနိုင်ရည်ကတော့မယုံနိုင်စရာကောင်းလာပါတယ်လို့သူကရေးသားထားပါတယ်။ ဘဝတွေကိုပြန်လဲစူးစမ်းတိစောက်နေကြတဲ့မြန်မာပြည်သူတွေအတွက်နေထိုင်စရာစားစရာနဲ့ရေတွေအရေးတကြီးလိုအပ်နေတယ်လို့သူကပြောပါတယ်။ဒီငလျင်ဘေးဟာလူပေါင်းတန်း20လောက်ဒုက္ခကြုံတွေ့နေရတဲ့မြန်မာပြည်သူတွေအတွက်ပုံမဆိုးရွားလာစေတဲ့အချက်တည်းဖြစ်တယ်လို့သူကပြောပါတယ်။ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့မြိုင်ပကဖစုဖွဲ့မှုတပ်က NCO အချက်တင်နှန်းစင်အခမ်းအနားပွဲပြုလုပ်တဲ့တဲ့ရင်ပါ။ မြို့သားညညွေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့မြိုင်ပါကဖဆူခွဲမှုတပ်က NCO အကြက်တင်နှံအပတ်စဉ်တင်နှံစင်ပွဲအခမ်းအနားကိုမတ်လ28ရက်နေ့ကဒေသတစ်ခုရဲ့တနီးယာမှာပြုလုပ်ခဲ့တယ်လို့မနေ့ကထုတ်ပြန်ပါတယ်။ NCO အကြက်တင်နှံကိုပကုတ်ကူခရိုင်တဲကရဲဘော်များပါကဖဆူခွဲမှုတပ်ကတမှုငယ်များဂံကောခရိုင်ကရဲဘော်များကတက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။ ။တင်နန်းကိုကာလရက်ရှည်ဖွင့်လှစ်ပေးခဲ့ပြီးတစ္ဆာဆောင်တည်မှုစီကံကောင်းမှုမှုအမိန်နာခံတက်စေဖို့စတဲ့စည်ရင်းနဲ့ဆိုင်တဲ့ဘာသာရပ်များကိုပို့ချပေးခဲ့တယ်လို့ပြောပါရယ်။တင်နန်းစစ်ပွဲအခမ်းအနားကိုလည်းမြိုင်မျိုးနယ်ပကဖတာဝန်ခံပေါင်းမျိုးနယ်ပကဖတာဝန်ခံကမ္မတပ်ပေါင်းစုတာဝန်ရှိသူများသက်ဆိုင်ရာဒေသတာဝန်ရှိသူတွေတက်ရောက်ပေးခဲ့ကြပါရယ်။တင်နန်းစင်းပွဲမှာမြိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ခံကိုလက်ရာကအဖွဲ့မှစကားပြောကြားခဲ့ပြီးတာဝန်ရှိ ပုဂ္ဂိုလ်အသီးသီးကတင်နန်းစင်းရဲဘော်များကိုအားပေးစကားပြောကြားခဲ့ကာ ထူးချွန်စုရတင်နန်းသားများကိုစုချီးမြှင့်ပေးခဲ့တယ်လို့သိရှိရပါတယ်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ပြတ်ချင်းမုံကြီးလူမှုဆန္ဒပြပွဲသတင်းတွေကိုစုစည်းတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရေမာပင်မြို့နယ်မှာအွန်လိုင်းလွှင့်မီဒေါင်းသွင်းနေတဲ့ဒပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြဒပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွှင့်မီဒေါင်းသွင်းနေတဲ့ဒပိတ်စစ်ကြောင်းနဲ့ Don't support Myanmar Hunta ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာအွန်လိုင်းလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့ Don't support Myanmar Hunta ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ဒေသခံတော်လှန်ပြည်သူတွေကနေမြေမငြိမ်သက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတဲ့ပိတ်ကိုနေစဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ဒါကတော့ဧပြီလ9ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။